အသေးကိုမှ ရွေးပြီးဒုက္ခပေးတော့အစအစာ6မျိုးအားလုံးပဲမင်္ဂလာပါ Dam Medical Mistake Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အသေးကိုမှရွေးပြီးဒုက္ခပေးတော့အစအစာ6မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အခုပြောပြမယ်ကျမ်းမာရေးနဲ့ညီညွတ်တယ်လို့ပြောပြီးကြောင်ညာမှုရောင်းချမှုအများဆုံးအစအစာတွေကတော့တကယ်တမ်းအသေးကိုအန္တရာယ်ပြုနိုင်ပြီးတင်းမာရှိတဲ့အသေးအစီဖုံးရောဂါ fatty liver ကို ပိုဆိုးစေပါတယ်ဒါကြောင့်ဒီဗီဒီယိုမှာ ဘယ်အစားအစာတွေကိုတတိထားရှောင်ကျင်တင်လဲ။ဘာကြောင့်လဲဆိုတာတွေကိုပြောပြပေးသွားမှာဖြစ်တယ်လို့အရာတွေအစားရွေးချယ်စားသုံးတဲ့အစားအစာတွေအကြောင်းလဲပြောပြပေးသွားပါမယ်။ဒီလမ်းညွန်ချက်တွေကိုလိုက်နာသွားမယ်ဆိုရင်တော့တင်မှာရှိနေတဲ့အသေးယောဂအသေးအစီဘုံယောဂတွေကိုအမြန်ဆုံးတက်တာသွားအောင်ပြုလုပ်နိုင်မှာဖြစ်ပြီးရက်သက်တစ်ပတ်အတွင်းမှာပဲအပြောင်းအလဲတွေကိုမြင်ရမှာဖြစ်ပါတယ်။နံပါတ်၁အရသာထည့်ထားတဲ့ဒိန်ချင်း flavor yogurt ထမဆုံးပြောပြပေးမှာကတော့ကျမရင်းနဲ့ညီညွတ်တဲ့ပုံစံလိုအများဆုံးတွေ့ရပေမဲ့တကယ်တမ်းအသေးအတွက်အစိတ်သင့်နိုင်တဲ့အရာသာထဲထားတဲ့ဒိန်ချင်းပဲဖြစ်ပါတယ်။ဒါကဘာဖြစ်လို့လဲဆိုတော့အရာသာထဲထားတဲ့ဒိန်ချင်းတော်တော်များများကတကြားတွေအများကြီးပါပါတယ်။နှုတ်ထွက်ပစ္စည်းတွေမှာတဘာဝအတိုင်းလဲတကြားတဲ့ပါပြီးသားဖြစ်ပါတယ်။အဲ့ဒီတဘာဝတကြားတက်ကပြဿနာမရှိပေမဲ့ထပ်ထည့်ထားတဲ့တကြားတွေကတော့ကျမရေးကိုထိခိုက်စေပါတယ်။ ဒီလိုကျမ်းမာရင်းနဲ့ညီညွတ်ပါတယ်ဆိုတဲ့ဒိန်ဂျင်တွေးရဲ့ပါဝင်ပစ္စည်းစရင်ကိုကြည့်မယ်ဆိုရင်တရားတွေအများကြီးထည့်ထားတာကိုမြင်ရမှာပါအထူးသဖြင့်တော့အစီနဲတဲ့ဒါမှမဟုတ်ပရိုတင်းများတယ်လို့ကြော်ညာထားတဲ့ဒိန်ဂျင်တွေကိုပိုသတိထားသင့်ပါတယ်ကုမ္ပဏီတော်တော်များများကဒီလိုဝယ်သူစိတ်ဝင်စားမဲ့စကလုံးကိုသုံးပြီးတော့ကျမ်းမာရင်းနဲ့ညီညွတ်တယ်လို့ယုံကြည်သွားအောင်ပြုလုပ်ထားတာပါဒါပဲမင်းတရားတွေထပ်ထည့်ထားတဲ့ဆိုတာကိုတော့မပြောချပါဘူးဘယ်ဒိန်ဂျင်တစ်စိတ်ကိုပဲကြည့်ကြည့် တကြားပမာဏကတဘိုးမှာ73ဂရမ်လောက်ပါပြီးတော့တချို့ဘူးတွေဆိုရင်23ဂရမ်ထိတောင်ပါတတ်ပါတယ်။အစေလျှော့ထားလို့ကယ်လိုရီနည်းတယ်။ဘယ်ရီသီးတွေထည့်ထားလို့အကျန်းမာရေးနဲ့ညင်ညွတ်တယ်။ပရိုတင်းများလို့အကျိုးပြုနိုင်တယ်လို့ထင်ရပေမဲ့တကယ်တမ်းအားလုံးမှာတကြားတွေပြည့်နေတာပါ။ American နိုင်ငံနှလုံးယောဂလေးလာရေးအဖွဲ့ American Heart Association ကတော့တနေ့တာစားတဲ့သဘာဝအတိုင်းမဟုတ်တဲ့ထက်တိုးထည့်ထားတဲ့တကြားပမာဏဟာအမျိုးသားတွေအတွက် 36 grand ထက်မပိုဘူးနဲ့အမျိုးသမီးတွေအတွက်25 grand ထက်မပိုဖို့အကြံပြုထားပါတယ်။ဒါကြောင့်ဒီလိုဒိန်းချင်းဘူးတဲသေးလေးတပူးကိုစားလိုက်တာနဲ့တနေကုန်စားသိတဲ့ပမာဏပြေးလို့နှီးပါဖြစ်သွားမှာပါ။တဲ့မှာအသေးအစီဖုံးယောဂအရက်ကြောင့်မဟုတ်တဲ့အသေးအစီဖုံးယောဂ Steroidal Hepatitis နဲ့ Fibrosis အသေးယောဂတို့ရှိနေတယ်ဆိုရင်ဒီထက်တောင်ပိုလျှော့ပြီးစားပေးသင့်ပါတယ်။အကြောင်းအရင်းကတော့ အသည်အစီဖုံးယောဂါကိုတက်တာစေဖို့အတွက်တင်စားသုံးနေတဲ့တကြားပမာဏကိုတေချာကယူဆိုင်ဖို့လိုလို့ပါဒါကိုထောက်ပြထားတဲ့သူဒေသနာအဖြေလောတစ်ခုမှာတော့အရွယ်ရောက်ခါစယောက်ျားလေးတွေမှာတကြားစားနှုန်းကိုတနေ့တာစားသုံးတဲ့ကယ်လိုရီပမာဏရဲ့၃ရာခိုင်နှုန်းပဲဖြစ်အောင်နှစ်လျှော့ချလိုက်ရင်အသည်အစီဖုံးယောဂါကိုတိတိတတ်တာတက်တာစေတယ်လို့အဆိုပြုထားပါတယ်ဒါဆိုဒါတွေမစားဘဲဘာလို့တင်လဲဆိုတော့ဒီလိုဒိန်ချင်းတွေထုတ်တဲ့ကုမ္ပဏီတွေကပဲ တခြားလုံးဝမပါတဲ့ဒိန်ရင်တွေကိုလည်းထုတ်ပေးထားပါတယ်အဲဒါကြောင့်ဓာတ်တွေကိုရွေးစားပေးတာကတော့ပိုကောင်းပါတယ်ဒါပေမဲ့ဓာတ်တွေကတော့အရသာတိတ်ရှိမှမဟုတ်ပါဘူးဒီတော့အရသာပါမစားခြင်းနဲ့ဆိုရင်တော့အဲ့ဒီတခြားမပါတဲ့ဒိန်ရင်တွေကိုဝယ်ပြီးမိမိဘာသာ berry သီးတို့ပြားရည်တို့ထည့်စားလို့လည်းရပါတယ်ဒိန်ချင်းအမျိုးအစားရွေးချယ်ခြင်းအရသာကောင်းတဲ့ဒိန်ချင်းကိုစားခြင်းနဲ့ဆိုရင် တာမန်အစီပမာဏပါတဲ့ဒင်းချင်းကိုရွေးလို့ရပါတယ်။အစီနဲတဲ့အစီမပါတဲ့ဒင်းချင်းတွေကိုမရွေးပါနဲ့။အစီထုတ်လိုက်တဲ့အခါမှာဒင်းချင်းရဲ့ပုံစံရောအရသာပါပြောင်းသွားတတ်ပါတယ်။နှုတ်ထွက်ပစ္စည်းတွေမှာပါတဲ့ကျန်းမာရေးနဲ့ညင်ညွတ်တဲ့အစီတွေကကယ်လိုရီတက်တာကိုမဖြစ်စေရင်ပြဿနာမရှိပါဘူး။နံပါတ်2အသီးဖျော်ရည်များ တင့်ရသေးကိုမတိမတော်အန္တရာယ်ပြုတ်နေတဲ့နောက်ထပ်အစားအသောက်တစ်မျိုးကတော့အသီးဖြော်ရည်တွေပါလိမ္မော်သီးဖြော်ရည်ပန်းသီးဖြော်ရည်စားတဲ့အသီးဖြော်ရည်တွေကိုတောက်ရင်လဲပအဝင်ပစ္စည်းစည်ရင်းကိုတေချာကြည့်ပြီးတကြားပမာဏဘလောက်ပါနေလဲဆိုတာကိုသိအောင်လုပ်ပါကွန်မဏီတွေတော်တော်များများကတင့်ကိုဘလို့လှည့်စားနေလဲဆိုတော့ဒီအသီးဖြော်ရည်မှာတဘာဝတကြားတက်ပဲပါပါတယ်ဒါမှမဟုတ်ထက်တိုးတကြား0 gram လို့ရေးထားတတ်ပါတယ် အဲ့ဒီတဲကတကြားတက်ကတဘာဝတကြားဖြစ်နေရင်နော်ဖျော်ရည်ဖြစ်နေတဲ့အတွက်တကြားတက်ကအရန်ပြင်းပါတယ်ဒါအပြင်လက်ဆက်တဲ့အသီးတွေကရနိုင်တဲ့ fructose အနေရကကာကွယ်ပေးနိုင်တဲ့အမြင်တက်လေဒီလိုအသင်းတောက်အသီးဖျော်ရည်တွေမှမပါပါဘူးဒါကြောင့်ဒီလိုဖျော်ရည်တွေဝယ်တော့ရင်တကြားအလွန်အကျွံစားသုံးမှုကိုကြုံရနိုင်ပါတယ်ဒါအပြင် အသီးတလုံးလုံးကြိတ်ဖျော်ထားတဲ့ဖျော်ရည် smoothie တွေတောက်တဲ့အခါမှာလေကြိုတင်လုပ်ပြီး ပလင်းနဲ့ထုတ်ထားတာတွေကိုသတိထားသင့်ပါတယ်။အဒီမှာလဲထတ်တိုးတကြားပမာဏအများကြီးပါနေပါတယ်။ဒီလိုဖျော်ရည်တွေကိုကြော်ညာတဲ့အခါမှာသဘာဝ natural လက်ဆက်စိမ့်ဆိုသော green ဗီတာမင်အပြည့်အဝပါသောစားတဲ့သကလုံးတွေကိုထည့်သုံးနေရှိပါတယ်။ကိုခံအားကိုလည်းအထောက်အကူဖြစ်တဲ့ immunosport လို့လည်းပြောတတ်ကြပါတယ်။ဒါပေမဲ့ဒါတွေမှာလဲထတ်တိုးသကြားတွေပြည်နေတတ်ပြီးပုံနေတဲ့သကြားတဲ့နဲ့ fruit တို့စုပ်ယုံမှုကိုထိ ंछ ုပ်ပေးမယ်အမြင်တတ်တော့မပါဝင်ပါဘူး ဒါကြောင့်တင်းရဲ့အသေးကိုကောက်ွယ်ဖို့အတွက်ဒီအစားအစာတွေကိုတည်ထားသင့်ပါတယ်။နံပါတ်3အပင်မရသောနို plank base make တင်းရဲ့အသေးကိုအနေရပြုနေနိုင်တဲ့နောက်ထပ်အစားအစာတစ်မျိုးကတော့အပင်ထွက်နို့ပါ။တတဝါကရတဲ့နို့မဟုတ်တဲ့အပင်ထွက်နို့တွေကမကောင်းတာမဟုတ်ပေမဲ့ပါဝင်ပစ္စည်းစရင်းမှာထပ်တိုးတကြားပမာဏဘလောက်ပါလဲဆိုတာတော့ကြီးသင့်ပါတယ်။ almond နို့ almond make မှာဆိုရင်တစ်ခွက်မှာထပ်တိုးတကြား 10g ထက်ပိုပါတတ်ပါတယ်။ ဒီနေရာမှာပြောပြချင်တာကတော့စကြားနဲ့ fruits တို့ကိုလုံးဝရှောင်ဖို့မဟုတ်ပါဘူးအဓိကပြောချင်တာကတော့သင်ဟာစကြားပမာဏဘလောက်ကိုစားနယ်လေးနဲ့ဘယ်ကနေရတဲ့စကြားလဲဆိုတာကို သိဖို့လိုတယ်ဆိုတာပါပဲအစာအတောက်မျိုးစုံကစကြားနည်းနည်းစီစုပြီးအသေးနဲ့ဇီဝဖြစ်စဉ် metabolism တစ်ခုလုံးကိုထိခိုက်မှုရှိနိုင်လို့ပါနံပါတ်၄ဆူရှိ နောက်ထပ်သတိထားတဲ့အစားအစာကတော့ဆူရှိပါလက်ဆက်တဲ့ပင်လယ်စာမှာပရိုတိန်းပမာဏအများကြီးပါပါတယ် ကျမရင်းနဲ့ညင်ညွတ်တဲ့အစီအတွေလည်းအများကြီးရနိုင်သလိုဗီတာမင်တွေလည်းအများကြီးပါပါတယ်။ဒါပေမဲ့ဆူရှီစားတဲ့အခါမှာတော့ဒီငါးတွေကို စားတာကနည်းနည်းတခြားအပိုပစ္စည်းတွေကို စားမိတာကပိုများလို့အသည်အစီပုံးယောဂရှိသူတွေအတွက်ဆိုရင်ကျမရင်းအခြေအနေကိုပိုဆိုးစေပါတယ်။ဆူရှီလက်တွေကိုစားတဲ့အခါမှာပြုပြင်ချက်လုပ်မှုတွေအများကြီးလုပ်ထားတဲ့ထမင်းတွေနဲ့အချင်းရည်တွေပါပါတယ်။အဲ့ဒါတွေမှာ ပြုပြင်ချက်လုံးမှုတွေလုပ်ထားတဲ့တကြားဓာတ်တွေအစီတွေအများကြီးပါနေနိုင်ပါတယ်။ဒါကြောင့်ဆူရှီစားမယ်ဆိုရင်ထမင်းနဲ့လိပ်ထားဓာတ်တွေစားမယ်အစားဆာရှိမီလိုမျိုးအပိုပစ္စည်းတွေမပါတဲ့အသားစိမ့်တွေစားပေးတာပိုကောင်းပါတယ်။နံပါတ်5အခွန်မာတီဂျုံအသီးချောင်မျိုးစုံရောထားသောအစားအစား Triemis တင်းရဲ့အသေးရောဂါတွေကိုပိုဆိုးစေတဲ့နောက်ဆုံးအစားအစားတစ်မျိုးကတော့အခွန်မာတီဂျုံအသီးချောင်မျိုးစုံအယောဒါမှမဟုတ် အခွန်မာသီးတွေရောထားတဲ့အစားအစာမျိုးတွေပါ အခွန်မာသီးတွေကဗီတာမင်တွေပြည့်နေပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေပါနေပေမဲ့ဒီလိုအရောတွေထဲမှာပါတဲ့အသီးခြောက်တွေကတော့ကျန်းမာရေးကိုထိခိုက်စေပါတယ်အရှိမပြောခဲ့သလိုပဲလက်ဆက်တဲ့အသီးတွေကရတဲ့ fructose ကပြဿနာမရှိပေမဲ့အချောက်ခံထားတဲ့အသီးတွေမှာတော့လက်ဆက်တဲ့အသီးလောက်အမြင့်တက် မကြံတော့ပါဘူးဒါကြောင့်အလွန်အကျွံစားမိတာတွေတွေးတွင်းတကြားတက်ကို အလွန်အမင်းတက်စေတာတွေဖြစ်နိုင်ပါတယ် ရလက်အနေနဲ့အင်ဆူလင်ကိုတုံ့ပြန်နိုင်မှုမရှိတော့တာတွေဖြစ်လာနိုင်ပြီးအသည်းအစီဘုံရောဂါကို ပိုဆိုးစေပါတယ်။နံပါတ်6 Granola ကျန်းမာရေးနဲ့ညီညွတ်တဲ့မုန်းအဖြစ်ရောင်းနေကြပေမဲ့ဓာကြားတွေအပြည့်ပါနေတာကတော့အုတ်ကြုံအစိအစံတွေအချို့တွေနဲ့ပြုတ်လုထားတဲ့ Granola ပါ။ Granola တွေစားပြီးနမဲကြီးလာချိန်မှာမနက်စာအနေနဲ့စားတဲ့တခြားမုန်းတွေထက်ဓာကြားပမာဏပိုနည်းလို့ Granola ကိုကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုပြီးကြော်ညာခဲ့ကြပါတယ်။ ဒါပေမဲ့ granola ထုတ်ကုန်တော်တော်များများမှာတကြားပမာဏအများကြီးပါနေပါသေးတယ်။တကြားကမကောင်းတာဟုတ်ပေမဲ့ဘာကြောင့်အသေးကိုအရင်အစိမ့်သိနေစေလဲဆိုတော့ထထိုးထဲတဲ့တကြားတော်တော်များများမှာ fructose ပါဝင်နေပါတယ်။ fructose ဟာအသင့်စားအစားအသောက်တွေမှာထည့်တဲ့သာမန်တကြားတစ်မျိုးပါ။ fructose ကိုသဘာဝအတိုင်းဆိုရင် အသီးတွေမှာတွေ့ရတတ်လို့အသီးတကြားတယ်လို့ခေါ်ပါတယ်။ပြားရည်ဟော်နေနဲ့မြေရောက်မှာတွေ့ရတဲ့ဟင်းသီးဟင်းရွက် root vegetables တွေမှာလည်းတွေ့ရပါတယ်။ အသီးတွေကနေ fructose ဓာတ်တွေများသွားမှာကိုတော့စိုးရိမ်စရာမလိုပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စားသုံးနေတဲ့လက်ဆက်တဲ့အသီးနှံတွေမှာပိုနေတဲ့ fructose တွေကိုစုပ်ယူမှုကိုနှေးသွားစေတဲ့အမြင်တတ် fibers တွေပါပါတယ်။ဒါအပြင်ပိုနေတဲ့ fructose တွေရဲ့တက်ရောက်မှုကိုပိတ်ပင်ပေးနိုင်တဲ့ vitamin C တွေလည်းပေါ်ကျွေဝပါတယ်။ဒါကြောင့်လက်ဆက်တဲ့အသီးတွေစားတော့ fructose အလုံးအကျုံစားမိတယ်ဆိုတာမျိုးမရှိပါဘူး။ဒါပေမဲ့အခုခေတ်မှာအသင်စားအစားအသောက်တွေများလာတဲ့အတွက် နေစဉ်စားတဲ့အစာအသောက်တွေမှာ fructose ပမာဏတွေအရင်များနေပါတယ်။အသင့်စားအစာအစာတွေမှာ fructose ကိုအရသာအတွက်ရောတာရှိခံဖို့အတွက်ပါထည့်သုံးနေကြတာပါ။ဒါကပြဿနာတစ်ခုဖြစ်နေကြတဲ့အကြောင်းရင်းကတော့အများကြီးရှိပါတယ်။ fructose တရားကိုစားရင်လူခန္ဓာကိုယ်ကတရားတက်ကိုပိုတောင်းတပါတယ်။လေလာချက်တွေအရ glucose မစားဘဲ fructose ရေစားနေခြင်းဟာအမင်းအားယုံ bacterial cortex မှာကယ်လိုရီများတဲ့အစာအစာတွေကိုပိုမြင်စေပြီးအုံနောက်အတွင်းက အစာစားချင်စိတ်ဖြစ်တဲ့ဆွဲလန်းမှုအာရုံကိုပိုနှိုးဆွပေးပါတယ်။ဒါကြောင့် fructose ပိုစားလေကယ်လိုရီများတဲ့အသင့်စားအစာစားတွေရဲ့တကြားဓာတ်ကိုတွန်းလှန်ရပိုခတ်လေပါပဲ။ fructose ရဲ့နောက်ထပ်ဆိုးဝါးတဲ့အချက်တစ်ခုကတော့ fructose ဟာအစာစားပြီးတဲ့အခါမှာအုံနောက်ထဲမှာကျေနပ်မှုဘိုက်ဝါမှုကိုဖြစ်စေတဲ့ leptin ဆိုတဲ့ဟော်မုန်းကိုမထုတ်ပေးပါဘူး။ဒါကြောင့် fructose နည်းနည်းလေးစားရင်တော့အုံနောက်ထဲမှာဘိုက်ဝါတဲ့ခံစားမှုကိုမဖြစ်စေတော့ပါဘူး။ ဒါကြောင့်အစားအသောက်တွေကိုအလုံးအကျုံစားဖြည့်တတ်ပါတယ်။ fructose ဟာအသေးရလှုပ်ဆောင်ချက်ကိုဘလောက်မြင်မြန်ဆိုးဝါးသွားစေလဲဆိုရင် fructose များတဲ့အစားအစာတွေကို9ရက်ဆက်တိုက်ပဲစားရင်တော့အသေးသေးကအဆီဆုမှုကိုပိုတိုးစေပြီး insulin ကို တုံ့ပြန်နိုင်မှုကိုရောကျစေပါတယ်။ granola အကြောင်းဆက်ပြောရရင်တော့ granola မုန်ကြောင်းမှာထတိုးတကြအများကြီးမပါတာသေးကြအောင်လို့အထုံးမှာရေးထားတဲ့အာဟာရတန်ဖိုးတွေကိုသေချာကြီးသင့်ပါတယ်။ Grand Dollar Mall အများစုမှာတော့တက်တိုးတကြားတော်တော်များတက်ပါတယ်မနက်စာမုံအကြောင်းပြောလက်စနဲ့စီဝီရဲဆိုတဲ့ကောက်နှံနဲ့လှုပ်ထားတဲ့မနက်စာမုံအကြောင်းလည်းပြောပြခြင်းပါတယ်။အမြင်တက်များတယ်၊ပရိုတင်းတက်များတယ်၊နှလုံးကျန်းမာရေးအတွက်ကောင်းတယ်လို့ပြောထားတဲ့စီဝီရဲတွေမှာတောင်မှထတ်တိုးတကြားတွေအများကြီးပါပါတယ်။ကျန်းမာရေးနဲ့တော်တော်ညီညွတ်ပြီးအမြင်တက်အများကြီးပါတဲ့အုပ်ချုပ်မုံတွေမှာတောင်မှအရသာထဲထားတဲ့အုပ်ချုပ်မုံတွေအထုပ်တွေနဲ့လာတဲ့အုပ်ချုပ်မုံတွေမှာ ထထိုးသကြောင်အများကြီးပါပါတယ်ဒါကြောင့်ဒီလိုအစားအစာတွေစားရင် ပါဝင်ပစ္စည်းစရင်းကိုတေချာကြည့်ပြီးထထိုးသကြားပမာဏဘလောက်ပါလဲဆိုတာကိုတည်ထားသင့်ပါတယ်အခုပြောခဲ့တဲ့အစားအစာတွေကတော့ရေပွေးရအဖြစ်အကျမ်းမရေနဲ့ညင်ညွတ်တယ်လို့ထင်ရပေမဲ့ကျွန်တော်တို့ရဲ့အသည်းကိုရွေးပြီးဒုက္ခပေးတဲ့အစားအစာတွေပဲဖြစ်ပါတယ်ဒီအစားအစာတွေကြောင့်သင့်အသည်းကိုမထိခိုက်ရအောင်ဒီအချက်တွေကိုသတိထားလှုပ်ဆောင်ပေးပါနံပါတ်1ဒီအစားအသောက်တွေမှာ ပါဝင်ပစ္စည်းပမာဏပါတဲ့အတွက်တဘာဝတကြဘလောက်ပါတယ်ထထိုးတကြဘလောက်ပါတယ်ဆိုတာကိုတေချာကြည့်ပါနံပါတ်2တနေတာစားသုံးတဲ့ပမာဏကိုတတ်နိုင်သလောက်ရှင်းချပါနံပါတ်3ဘူးတွေအထုပ်တွေမှာဒီအစားအစာတွေကို ကျန်းမာရေးနဲ့ညင်ညွတ်တယ်လို့ရေးထားလဲတေချာသတိထားပါ အစီနဲတယ်လို့ကြောညာထားတဲ့အစားအစာတွေမှာတကြပမာဏများတတ်ပါတယ်တကြနဲတယ်လို့ကြောညာထားတဲ့အစားအစာတွေမှာတော့ပြုပြင်ချက်လုပ်ထားတဲ့အစီများတတ်ပါတယ် ဒါဆိုရင်ဒီနေ့ပြောပြသွားတဲ့အသေးကောမှရွေးပြီးဒုက္ခပေးတဲ့အစားအစာ6မျိုးအကြောင်းကိုကျမ်းမာရေးဘုသူတာအဖြစ်သိရှိသွားမယ်လို့ယူဆပါတယ်။နောက်အပတ်တွင်မှလည်းလူချင်းမင်းတို့ရဲ့ကျမ်းမာရေးဆိုင်ရာဘုသူတာရစရာဗီဒီယိုတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ Dell Medical Mystery Channel ကိုဆက်လက်စောင့်ကြည့်ပေးပါအောင်ခင်ဗျ။ကျွန်တော်တို့ရဲ့ Dell Medical Mystery Channel မှာတင်ဆက်ပေးနေသော ကျမ်းမာရေးဆိုင်ရာအကြောင်းအရာများသည့်ဆရာဝန်တွေကိုယ်တိုင်တီးဖြတ်ထားတဲ့ တီကျမှန်ကန်တဲ့သတင်းအချက်အလက်တွေသာဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့ယုံကြည်စိတ်ချစွာလေးလာမှတ်သားနိုင်ပါတယ်။ The Medical Mystic YouTube Channel ကို Subscribe လုပ်ထားပြီး The Medical Mystic Facebook Page ကိုလည်း Like and Follow လုပ်ပေးထားဖို့တောင်းဆိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။